ကုမ္ပဏီရဲ့ညံရည်တုအခြေခံစောက်အုံတွေကိုစွမ်းအားပေးဖို့အတွက်အိုင်အိုဝါရှိနျူကလ িয়ার တအားပေးစက်ရုံတရုံကို ပြန်လည်ပတ်မဲ့အစီအစဉ်တစ်ရပ်ကို Google ကတနင်္လာနေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲဒါကနေပညာကုမ္ပဏီကြီးတွေနဲ့လျှက်စက်တအားပေးလုပ်ငန်းကြီးတွေကြားနောက်ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။ Next Ultra Energy လျှက်စက်တအားပေးကုမ္ပဏီရဲ့ကြေညာချက်အရ2020ခုနှစ်ကပိတ်သိမ်းခဲ့တဲ့ Twin Arnold Energy Center ဟာ 2029ခုနှစ်မှာပြန်လည်လည်ပတ်မှာဖြစ်ပြီး Google ရဲ့ကြီးထွားလာနေတဲ့လုပ်ငန်းတွေဖြစ်တဲ့ Cloud နဲ့ညရည်တုအခြေခံအဆောက်အုံတွေကိုစွမ်းအင်ပေးသွားမယ်လို့ကုမ္ပဏီတွေကထုတ်ပြန်တဲ့ပူးရဲကြေညာချက်မှာဖော်ပြထားပါတယ်။စက်ယုံပြန်လဲလဲပတ်လို့ရှိရင်အဲဒီစက်ယုံကလျှက်စစ်စွမ်းအင်ကို25နှစ်ကြာဝယ်ယူဖို့သဘောတူစာချုပ်တစ်ရပ်ကို Google ကလက်မှတ်ရေးထိုးခဲ့တာပါ အရိစက်ယုံကို Next Ultra ကတရရခိုင်နှုံးပိုက်ဆိုင်သွားမှာဖြစ်ပြီးအခုလက်ရှိအနည်းစုပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေကိုပြန်လည်ဝယ်ယူသွားမှာဖြစ်တယ်လို့ကုမ္ပဏီတွေကပြောပါရယ်။ညဉ့်ရီတုန်းကမောင်းနှင်တဲ့တီထွင်မှုနဲ့အခွင့်အလမ်းခက်တဲ့ထဲကို American ပြည်တော်စုဝင်ရောက်လာနေတဲ့အတွက် အခုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဟာ Google ကုမ္ပဏီရဲ့ကြီးထွားလာနေတဲ့စီးပွားရေးလိုအပ်ချက်ကိုတာဝန်တိတိဖြည့်ဆည်းပေးနိုင်လိုက်မှဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာရေးသားထားပါရယ်။ နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လုပ်မှုမရှိတဲ့တန်ရှင်းတဲ့စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့လည်းချီးကျူးရေးသားထားပါတယ်။စွမ်းအင်လိုအပ်ချက်ရဲ့အဓိကရင်းမြစ်ဖြစ်ဉာဏ်ရတုဤပညာကပေါ်ထွက်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။